မင်္ဂလာပါရှင်ဒီနေ့တီချယ်တို့ကတော့အိဇဲမှာရိုက်ပီးသားဒေတာစီရင်တွေကို row to column column to row ပြောင်းလို့ရတဲ့နည်းလမ်းလေးကိုမျှဝေပေးသားမှာပဲဖြစ်ပါတယ်တီချယ်ကတော့ computer science founder trainer ဒေါက်တာကျော်ကံပဲဖြစ်ပါတယ်ရှင်နေ့စဉ်နဲ့တင်နေတဲ့ဒီ computer တက်ဘဝသူတက်သင်ခန်းစာတွေကိုနေ့စဉ်နဲ့အမျှ share ပေးနေတာဖြစ်တဲ့အတွက်တီချယ်ရဲ့ TikTok account လေးကို like and follow လုပ်ပေးပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်အဲ့တော့ဆက်ကြည့်ကြရအောင် အရင်ဆုံးမိမိရဲ့ data တွေကိုဆက်လက်ကလေးပေးလိုက်ပါပြီးတော့ရတဲ့ copy လေးကိုနှိပ်လိုက်ပါ copy နှိပ်ပြီးတော့မိမိကဘယ်နားမှာထားမှလဲထားချင်တဲ့နေရာမှာကျေလို့ကစားလေးထိချလိုက်ပါဆက်ပြီးတော့ရတော့ပေးတဲ့ဟိုသွားသွားပြီးတော့ဒီကျေလို့ဒီထဲမှာ transport ဆိုတဲ့ဟာလေးကိုရွေးပေးရမှာပဲဖြစ်ပါတယ်အဲ့တော့ transport လေးကိုနှိပ်လိုက်ပြီဆိုတာနဲ့တကယ်တော့ကဘာဖြစ်သွားလဲဆိုရင် road to column ပြောင်းသွားပါပြီ column to row ဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်เนาะအဲ့တော့ဒီသင်ခန်းစာလေးကမိတ်ဆွေတို့အတွက်အကျိုးရှိရယ်ဆိုရင်တကယ်ရယ်ပေးလေးကို like and follow လုပ်ပေးပါအောင်เนาะနောက်ထပ်နောက်ရက်သင်ခန်းစာလေးမှာဒီခုလိုမျိုးလုပ်ငန်းတွေအတွက်အကျိုးရှိပြီးတော့ data သင်ခန်းစာလေးမျိုးကိုသင်ပေးမှာဖြစ်တဲ့အတွက်နောက်ထပ်နောက်ရက်မှာပြန်လည်ဆုံးဖြတ်ကြပါစို့เนาะအားလုံးကိုကျေးဇူးတင်ပါတယ်